ငလင်တန်သည့်ရှေးဟောင်းအဆောက်အုံတွေပြုပြင်နိုင်ရေးတရုတ်ကကူညီဖို့ရှေးဟောင်းသူတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာနကအကူအညီတောက်ခံပြီးရှေးဟောင်းအဆောက်အုံတွေကိုပြည့်စုံမှဆောင်ရွက်တာထက်ပုံမှန်စစ်ဆေးပြီးထိသေးရေလုပ်ဖို့လိုတယ်လို့တရုတ်ပညာရှင်တွေက ပြောပါရယ်ရှေးဟောင်းသူတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာနညွှန်ကြားမှုချုပ်ဟာ ဂျွန်လ16ရက်နေ့ကတရုတ်နိုင်ငံရင်ကျေးမှုအမွေအနှစ်ထင်သေးဌာနနဲ့ရှန်ဟိုင်းခရိုင်ရင်ကျေးမှုအမွေအနှစ်ထင်သေးဌာနကပညာရှင်အဖွဲ့ကိုမန္တလေးမှာတွေ့ဆုံအကူအညီတောင်းလိုက်တာပါငလီတန်ကျောက်မန္တလေးတိုင်းထက်ကနမ်းမြို့ရိုးပြအိုးပြတ်တက်တွေနန်းတော်နဲ့ရှေဟောင်းဆောင်တွေထိခိုက်ပျက်စီးခဲ့ရတဲ့အတွက်တရုတ်ပညာရှင်အဖွဲ့ကဝိုင်းဝန်းပူပေါင်းကူညီထိမ့်သိမ်းပေးစီလိုကြောင်းဌာနကအဆိုပြုထားတဲ့တောင်တမန်ကျောက်တော်ကြီးမခရာရွှေစည်းကုံမေနုအုပ်ကျောင်း မန္တလေးနှမြို့ရိုးဆရာတွေကိုကွင်းစေးလေးလာထားတဲ့အတွေ့အကြုံတွေလိုချင်ပါတယ်လို့ညွှန်ကြားရေးမှူးချုပ်ကပြောပါတယ်ရှင်။